မြန်မာနိုင်ငံကမြေကြီးထဲမှာဓာမျိုးတွေ့ရင်တင်းချမ်းပါပြီ။မြေကြီးကနေရွှေထက်တယ်ဆိုတာယုံနန်းပုံမြင်နေမှာမဟုတ်မှန်းဒီဗီဒီယိုကိုတစ်ချက်ကြည့်လိုက်ပါ။မြေကြီးကိုတူးဆွကြည့်လိုက်လို့ဓာမျိုးအဝါရောင်ရှင်သေးပြပြကြီးတွေတွေ့လိုက်ရင်တင်းချမ်းပါပြီ။ဒါကတာမန်ရှုံနေမဟုတ်ပါဘူး။ရွှေတွေပါ။ဒီရှုံတွေထဲမှာရွှေတွေပါနေတာကိုရိုးရိုးမျက်လုံးနဲ့ကြည့်ရင်တော့မြင်ရမှာမဟုတ်ပါဘူး။ရှင်သေးတွေနဲ့ရောထွေးနေတဲ့ရွှေစာလေးတွေကိုတက်တက်ခွဲထုတ်လိုက်ဖို့ရွှေတူးပေါ်ခြင်းတနည်းအားဖြင့်ရွှေကျင်ခြင်းလို့ခေါ်တဲ့လုပ်ငန်းစဉ်ကိုလုပ်ကြရပါတယ်။ဒေပြားနဲ့ပုံစံတူတဲ့ရွှေကျင်မှုအပြားကြီးတွေကိုရှင်သေးတွေထည့်ပြီးရေနဲ့အတူလှုပ်ရှား လိုက်တဲ့အချိန်မှာတော့ရွှေစားလေးတွေထွက်လာတာကိုမြင်ရပါပါမြန်မာနိုင်ငံမှာမြေကြီးတွေကရွှေထက်တဲ့နေရာတွေရှိနေပါတယ်ဒါကြောင့်မို့ဒီလိုရွှေသေးတုံးကြီးတွေကိုတွေ့လိုက်ရင်သင်ချမ်းသာပြီလို့သာမှတ်လိုက်ပါသွားရင်လာရင်တွေ့ဖို့တော့မမျှော်လင့်ပါနဲ့ပြိတ္တကြီးဒီလိုအဖို့တဲ့ရွှေသေးတွေကနေရာတိုင်းမှာမရှိနိုင်ပါဘူးမြန်မာနိုင်ငံကတချို့ဒေသတွေမှာပဲရွှေထွက်တာပါအခုချိန်မှာတော့ဒီလိုနေရာမျိုးကအတော်လေးရှားလာပြီဖြစ်ပါတယ်နေဒေသတွေမှာရွှေထွက်အများဆုံးလဲဆိုတာကိုရောသိကြလားရှင်ကွန်မန့်လေးထဲမှာဖြည့်ပေးခဲ့ကြပါဦးနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်ဒီဝန်ထမ်းကောင်လေးကကမ္ဘာအထူးချုံ င်ဆုံးအလုတ်သမားစုကိုတောင်ရတဲ့နေအခုဗီဒီယိုထဲမှာမြင်နေရတာကတော့ဒိုးနဲ့ရောင်းတဲ့ဆိုင်တွေကဆိုင်သိန်းကနီးရောင်းမကုန်တဲ့မုန်တွေကိုအမိုက်ပေါင်းနဲ့တုံပြစ်နေတာပါဒီလိုစားစရာတွေကိုလွှတ်ပြစ်နေတာကတကယ်ကိုနှမျိုးကိုကောင်းပါတယ်အစားအသောက်ဖြုန်းတီးရကြပြီမဲ့အမေရိကန်လိုနိုင်ငံကြီးတွေမှာတရက်ရောင်းမကုန်တဲ့အစားအစာတွေကိုနောက်ရက်ထပ်မရောင်းကြပါဘူးတခါလဲလွှင့်ပြစ်ကြလိမ့်ရှိပါတယ်ဒါပေမဲ့ဒီဝန်ထမ်းကောင်တွေကဘယ်သူမှမထင်ထားလောက်တဲ့အရာတစ်ခုကိုလုပ်ပြသွားခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုတော့ဆိုင်ခွင့်တဲ့အချိန်ကစပြီးဆိုင်ပိတ်တဲ့အချိန်ကြီးရောင်းမကုန်တဲ့ဒိုးနဲ့တွေကိုလွှင့်ပြစ်မယ်စားအထုပ်လေးတွေထုတ်ပြီးလမ်းမိမှာဒုက္ခရောက်နေတဲ့ သူတွေအတွက်လှူပေးခဲ့တာပါအမိုက်ဖြစ်သွားမဲ့အစားအသောက်ကောင်းတွေကိုလိုအပ်နေတဲ့သူတွေစီမျှဝေပေးလိုက်တာကသူတို့ရဲ့ဝမ်းတထွာကိုဖြည့်ပေးနိုင်လို့ကောင်းတဲ့အလုပ်တစ်ခုပါသူကဒိုနတ်တွေကိုလှူဒန်းတော့ကအိမ်လေးတွေနဲ့တည်တည်ဆန်းဆန်းထည့်ပြီးဘဝကိုအရှုံးမပေးပဲစူးစမ်းနေထိုင်သွားဖို့ခွန်အားဖြစ်စေမဲ့စာလေးတွေတောင်ကပ်ပေးခဲ့ပါသေးတယ်ဒီလူရဲ့လုပ်ရက်ကတကယ်ကိုချီးကျူးစရာကောင်းလို့အခုဆိုရင်အလုပ်ကလူတိုင်းရဲ့အလေးပေးမှုကိုတောင်ခံနေရပါပြီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်ဒီအောက်ထဲမှာပြေးနေတယ်လို့ခံစားရမယ့်ပြေးဆက် အခုဗီဒီယိုထဲမှာမြင်တွေ့နေရတာကအမှန်ပြင်းစက်တွေလိုမဟုတ်ပါဘူး။ဒီပြင်းစက်ရဲ့လေးဘက်လေးလံလုံးမှာမှန်အကြီးတွေနဲ့ကာရင်ထားပြီးတော့မှန်တကားကိုပိတ်လိုက်တာနဲ့ရေတွေကပြင်းစက်ထဲလူရဲ့ခန္ဓာကိုတဝက်လောက်မြုပ်တဲ့အထိသူ့အလိုလိုပြည့်သွားမှာပါ။အခုလိုအစင်းမြင့်နည်းပညာနဲ့ပြင်းစက်မျိုးကနိုင်ငံတိုင်းမှာတော့မရှိသေးပါဘူး။ဗီဒီယိုထဲကရေအောက်ပြင်းစက်ကတော့တရုတ်နိုင်ငံရဲ့ဂျင်းတစ်ခုမှာဂျင်းလာဆော့တဲ့သူတွေအတွက်အိရောက်တဲ့ရက်ဆက်မျိုးရောက်အောင်ထားပေးထားတာဖြစ်ပါတယ်။ရေထဲမှာပြည့်ရတာလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ပြေးဆက်ရှင်ကိုကိုလိုရှင်တလောက်ချိန်ညှိပြီးအားကစားလုပ်နိုင်ပါတယ်။ရေးရဆွဲငင်အားကိုစန့်ကျင်ပြီးလှုပ်ရှားနေရတာကြောင့်ဒီလိုပြေးခြင်းကအယိုးနဲ့ကြွက်သားတွေကိုလည်းတာမန်ထက်ပိုကြံ့ခိုင်လာစေပါတယ်။ကျင့်လိုက်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ခြင်းနဲ့ဒီလိုမျိုးရေရောက်ပြေးဆက်တွေနဲ့ပြင်းစည်းကြဖို့ဂျင်းထွင်းနာတွေကအကျံပေးပါတယ်။ပိတဲ့ကြီးတို့ရောရေရောက်အပြည့်ဆက်တွေထဲမှာလေးချိန်ခံလုပ်ကူကြရလားရှင်။ခုမှလေးထဲမှာဖြည့်ပေးခဲ့ကြပါအောင်နော်။ဗီဒီယိုလေးကိုအဆုံးသတ်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။